အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ SKD Horror မြန်မာ Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့စာရေးဆရာမနုနေရေးသားထားတဲ့ဖိုင်းနဲ့လေနဲ့မုံတိုင်းနဲ့ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း၃ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့အားပေးနားဆင်ကြည့်ကြပါအောင်ခင်ဗျာအင်းငယ်တို့ကိစ္စကိုအင်းကြီးချင်းတွေကမကြည့်ရမမြင်ရတာကြောင့်ဖဖမေစီကိုတရင်ပို့ကြလေရဲ့အဖေကတော့ခီးလွန်နေတယ်ထင်တယ် နောက်ရက်ထိပြန်မလာသေးတာကြောင့်ဘာမှမသိသေးပါဘူး။ရွာထဲမှာအဖေါ်ခေါ်လာတဲ့ကောင်လေးရဲ့ဆိုင်ကယ်ပေါ်မှာဆင်းတာနဲ့အိမ်ထဲကိုတစ်ချက်လှမ်းကြည့်လိုက်ပါတယ်။အိမ်ရှိကွက်ပြစ်ပေါ်မှာကျုံကျုံလေးထိုင်နေတဲ့အိမ်ချင်းကိုတွေ့တော့ဖဖမေရင်နဲ့ကြင်ငနေဖြစ်သွားတယ်။နားတစ်ဖက်မှာငကွင်းကျိုးပြီးပြန်ထိုးမိတဲ့ဒဏ်ရာပြင်မျက်နှာတစ်ခုလုံးကိုမညာမတရိုင်းနဲ့ခံထားရတာကြောင့်နှာခမ်းနဲ့မျက်ခုံးတို့ကဖူးရောင်ပေါက်ပြဲနေတာကိုမြင်တော့တရင်ကြကလေးကမောင်းတင်လာတဲ့ဖဖမေ ပို၍ပင်ဒေါသဖြစ်နေရောတယ်လက်မှတ်ချိတ်လာခဲ့တဲ့ထီးကိုကြပြကြချကအေးငယ်မျက်နှာလေးကိုတရွတ်ရကန်ရင်အမလေးတော်ငါမင်းကဘာပြစ်လို့ထားလို့ဒီလောက်ရိုက်နှက်ထားတာလဲဟဲ့လူမရှိဘူးလားစင်းငယ်စားမေဖြူဆိုတဲ့ထုံမိမက အိမ်ပေါ်ကစင်းလာပြီဘလို့ဖြစ်လို့ကျမရဲ့အော်နေရလဲအမေကြီးမိကမိုက်ရိုင်းတာတော့ထဲမပြောတော့ဘူးလားခလေးငယ်ကိုညှာရကောင်းမှမသိအတင်းလူကြီးအနိုင်ကျင့်တာလေ သူ့အဖေယူထားတဲ့မိမကိုလည်းလေးစားရမယ်လေကျမကိုလည်းပြန်လောက်တာပဲပြန်អော်တာမှကက်ကက်ကိုလန်လို့ဖဖမိကမျက်လုံးတွေကိုပင့်ကြည့်လိုက်ပြီငါမီးអော်တာကိုငါတခါမှမကြဘူးမိမရင်ရင်ပြန်អော်နေငါဘလို့လှုပ်လဲမှမသိတာအေးချင်းကလူမန်းတိကလေးကငါလက်ထဲမှာကြီးခဲ့တာငါမီးအเจ้าကငါအသိဆုံးပဲဒီကိစ္စကိုငါကတော့မကြေနပ်နိုင်ဘူးမကြေနပ်ရင်လေကျမကဘာလုပ်ပေးရမှာလဲ တားသမီးတယောက်ကိုမိဘကဆုံးမတာပဲဘလို့လွတ်ရှင်သေးလို့လဲဖဖမိကမဲ့ပြုံးတစ်ချက်ပြောရင်မိဘကတားသမီးကိုဆုံးမတာပါဇက်မဟနိုင်အောင်ရိုက်နှိုက်ရတယ်တဲ့လားနင်ကအဲ့လိုမိဘရင်းနဲ့ကြီးလာခဲ့ရတာလားအေးညုံကအဲ့လိုရက်ခွင်နဲ့မှရှိလို့လားငါကရောပေးမိလားဝင်းနှုံးကရောမှားသားလို့လားဖဖမိကအတန်ငြိမ်ငြိမ်နဲ့တလုံးချင်းမီးတော့ထုံမိမဘာမှပြန်မဖြေနိုင်ပါဘူးအေးညင်းကမိဘဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့အန်ချိတ်ကကြည့်နေလေ ဖဖမေကအဲ့ဒီမိမကိုထပ်ပြောပါတယ်ဒီမှာအေးအင်းကြီးကဝင်းထုံးရဲ့တရားဝင်မိမနဲ့တရားဝင်မွေးခဲ့တဲ့ သမီးကိုငင်းဒီလိုဆက်ဆံတာကိုဝင်းထုံးကရောတီးခတ်မဲ့ထင်နေလားပြီးတော့ဒီရေကငါသမီးအတွက်ငါကိုယ်နဲ့လက်ဖွဲ့ခဲ့တာတချင်ချင်းမှာစကားပြောစရာရှိလာခဲ့အေးအင်းကြီးပိုင်ဆိုတာမမေ့ပါနဲ့လာအေးကြီးပစ္စည်းတွေတိမ်ရဲ့ဖွားလို့ပြတ်မယ် ပြောပြောဆိုဆိုနဲ့ဖွားမေကအိမ်ထဲကိုစာအုပ်တွေဝင်းယူနေတယ်။အေးငင်းကိုဆော့ရင်အိမ်ထဲမှာကွင်းရတရာကိုထုတ်ကအေးလူလူဝါနေလေ။မေဘီကတော့အိမ်ထဲမှာစက်နေရဲဟန်မတူပဲ။ခလေးငယ်ဦးချီကအိမ်ပြင်ကိုထွက်သွားလေ။အပြန်လမ်းမှာတော့အဖေါ်ခေါ်လာတဲ့ကောင်လေးဟာဖွားမေတော့ဒေါနဲ့မောနဲ့မောင်းနေလာတယ်ဆိုပြီးဇိုက်ပွဲဖြစ်ကုန်တော့မှာပဲပေါ့။အေးငင်းကိုမြင်တော့ပိုဆိုးတော့မှာပဲလို့တွေးနေတာ။ဘာမှလည်းမလုပ်ခဲ့ဘူး။အားမရလိုက်တာဗျာ။ သူများသားသမီးကိုမဆမနိုင်ရိုက်ထားတာကိုဖွားမိရဲ့ဖွားမိကတစ်ချက်ပြောရင်အင်းကြီးကိုမြင်တော့ဒေါသတွေပို့ထွက်တာပေါ့ကွယ်ဒါပေမဲ့ကိုတိလက်ရောက်လှုပ်လိုက်ရင်သူ့အမကနေဖွားတော်မှာဖြစ်သွားမှာပေါ့ရိုက်တာထက်နာမည်စကားကိုပြောခဲ့ပါတယ်အဖားရိုက်တာတဲ့သူအများကြီးနာကြံခဲ့ပါတယ်ကွယ်အင်းကြီးကတော့ဘာမှဝင်မပြောချင်တယ်လို့ပြောလည်းမပြောနိုင်ပါဘူးစိုးဝါလာတဲ့မိမိကံကြမ္မာကိုသာ အပြက်မြက်လန်လန်တွေးမိရင်အားငယ်ဝမ်းနည်းစိတ်လိုသာ ကြီးစိုးနေလေတော့တယ်ကြီးကြီးရင်ကအေးငင်းကိုတွေ့တော့ချုံးပွဲချငိုးချရတယ်အမိမဲ့ရှာတဲ့ကလေးလေးကိုဒီလောက်ထိနှိမ့်ဆက်ရပါမလားဆိုတာမကြည်မချမ်းဖြစ်ကပွဲချမ်းဖြစ်မယ်ပြောနေရကြောင်းအတန်တန်စွဲထားရလေတယ်ကျိုးသွားတဲ့နှခွင်းလေးကိုတော့အစ်စ်ပြေရောခိုင်းမယ်လို့ဖဖမေကပြောတယ်ငါဆူထားတာလေးနဲ့ရှစ်ချုပ်ပြီးပြန်စင်နိုင်ပါတယ်အေး ဒါပေမဲ့အဲကောင်မောင်မကျင်နဲ့လုံးလို့လူကမိတ်မလဲအချင်းပါဝင်းထုံးနဲ့တော့ဘလို့ရလဲမသိဘူးဝင်းထုံးကတော့မမိုးတော့ငါလိုပဲစင်ထားပါရဲ့ရွှေတွေတော့ညှို့လိုပဲသူများသားသမီးမပြောချင်လို့ပါအမေရဲ့မမိုးတည်ပြီးဝင်းထုံးကစိတ်လီနေတော့ဝင်းဝေကောင်းမသိလို့အပိုင်ဖမ်းလိုက်တာဆိုလားပဲခလေးတိုက်ရတာပဲကြည်လေကြီးကြီးကမကျင်တဲ့စိတ်တွေကြောင့်အင်းငင်းရှိမှတခါမှမပြောဘူးတဲ့စကားတွေကိုပါ ပြောလာနေတယ်။ဖဖမိကတော့ဘာမှဆက်မပြောတော့ပဲ။အေးညိရေချိုးလေတမီနေ့လယ်စာတခုစားရအောင်။ထိုနေ့ကတနေ့ကိုလုံးအေးညိတမီမစားနိုင်ပါ။နှကန်းနဲ့ပါးနှစ်ဖက်လုံးနာကျင်ရောင်ကိုင်းနေပြီ။ပါဇက်ဟတိုင်းနာကျင်အောင်းသက်လျာဆံမြုပ်ကိုပင်ဝဝမတောက်နိုင်ပါဘူး။အသားရည်သာမကရှင်ဘက်တွေထဲထိအသေးခိုက်အောင်နာကျင်ခဲ့ရတဲ့နေ့ရက်များပင်ဖြစ်ခဲ့ရပါရဲ့။နောက်တနေ့မနက်မှာအဖေက မျက်နှာညူညူနဲ့အိမ်ကိုရောက်လာလေရဲ့ဘလို့ရဖြစ်တာလဲအမေရဲ့မင်းမိမကွယ်အင်းကြီးလေးကိုရိုက်ထားလိုက်တာမြားဖဖမေကစမပြောချင်ရပြင်စကားကိုရက်လိုက်တယ်။အင်းကြီးကကလေးကိုအတင်းလှုပ်တာတဲ့။ဟဲ့။ဒီအထိလာပြီးတော့နင့်မိမဘက်ကကာခွေဖို့တော့မဟုတ်ပါဘူးနော်။အဲ့လိုမဟုတ်ပါဘူးမေ။ तू ကလည်းလွန်သွားပါတယ်လို့ပြောပါတယ်။ ဟဲ့လူယုံဘယ်ကမလဲအင်းကြီးကအခုဒီသမင်းတော်ကောင်းကောင်းမစားနိုင်ဘူးမင်းနဲ့ကွဲကုသမီးလေးကိုတော့တနာခရုဏနဲ့အရင်မမေးဘူးဝိန်းတုံးကကောင်းကောင်းသွားတယ်ပြီးတော့အဲ့ဒီရင်ကအမေလက်ခွေထားမှုအမေလှုပ်ရှင်တို့လှုပ်မယ်နင်းနင်းလေးကိုဘာမှမပေးနိုင်ဘူးလို့ပြောသွားရဲဆိုဒီတစ်ခါတော့ဖွားမင်းမျက်မှောင်ကျုံသွားရတယ်ဘယ်လိုနင်းနင်းလေးဆိုတာကကျွန်တော်နဲ့မေပြည့်ရဲ့သမီးလေးလေး အော်ဖွားမီကခက်ပြုံးပြုံးနဲ့ကွန်းတရွက်ကိုယူပြီးရားနေလေဝင်းနှောင်းကလည်းတခါမှမမြင်ဘူးတဲ့အတိုင်းငေးကြည့်နေတယ်မိမိမလောက်တာတရားလွန်လွန်းလို့အဲ့ဒီအိမ်ကအင်းကြီးနဲ့ဆိုင်နေဆိုတာပြောပြခဲ့အောင်ပါအဲ့ဒီကလေးလေးနာမည်လဲငါမသိဘူးအဲ့လိုမျိုးလဲငါမပြောဘူးအေးဒါပေမဲ့အင်းကြီးကမင်းသမီးအရင်တော့မင်းကိုတာဝန်ပေါ်ပါစေလို့ငါတို့ကခေါ်မွေးထားရုံပဲအချိန်တိုင်းမင်းရဲ့သမီးက မင်းရဲ့သမီးပဲဖြစ်မှာတားသမီးမုန်းရတဲ့မိဘမျိုးတော့မဖြစ်စင်နဲ့ပေါ့ဟဘာမီကဝင်းတွန်းရဲ့မျက်လုံးတွေကိုတဲ့တဲ့ဆိုက်ကြည့်ကတလုံးချင်းပြောတယ်အင်းငင်းရောမရှိဘူးဖျက်တော့ဝယ်တယ်ဇီးကိုစားခြင်းလို့တဲ့မင်းတို့ဇီးကိုစားခြင်းစောင့်ယူသွားကျော်ရင်ကနေရာပြီးသွားတဲ့ကုန်းကိုပစက်တဲ့ထက်က ကိုင်းကိုပိတ်လိုက်တယ်လက်မထုံးတွေကိုလက်တော့တစ်ခုယူကတော့ရင် ဒီတစ်ခါတော့ငါခွင့်လွှတ်ပေးလိုက်ပါဦးမယ်။နောက်တစ်ခါဒီလိုမျိုးဖြစ်မယ်ဆိုရင်ဒေါခင်မင်းဘယ်လိုလဲဆိုတာသိအောင်ပြရပါလိမ့်မယ်။ဝင်းလုံးကောင်းထဲမှာတပုတ်ဦးတွေလိုပြင်ချုပ်ထွေးသွားရတယ်။အင်းငင်းကသူ့သမီးဖြစ်တာကြောင့်ရှစ်ပြင်မဲ့လဲလက်ပွန်းတရင်နေရတဲ့နင်းနင်းလေးကိုပုံမိတာကတော့ဝန်ခံရပါမယ်။အင်းငင်းကိုတော့အရှိန်တရင် ဖွားမိတော့ကြည်မှဖြစ်ပြီးနင်းနင်းလေးအတွက်ကတော့သူ့ကိုယ်တိုင်တေချာစူးစမ်းမှသာဖြစ်မယ်လို့လဲ တွေးမိပါတယ်အခုတော့ယောက်မဟောင်းကအိမ်ကတော့အင်းင်းအပိုင်ပါလို့တွေ့ဝဲပြီးပြောနေပြီမဟုတ်ပါလားအင်းင်းတဲ့ရင်ကိုကြားတဲ့ခါជីជីဝင်းနဲ့မမခိုင်မမပိုင်တို့ကလာပြီးမေးကြတယ်ခိုင်ခိုင်ကိုလည်းဆုံးမထားပါရဲ့အင်းင်းတနာပါတယ်ဟဲ့အဲ့ကောင်မတော်တော်လူပါသွားတာပဲជីជីဝင်းကအနာဖြစ်သွားတဲ့အင်းင်းရဲ့နားကလေးကိုကန်ကြည့်ရင်ပြောတယ်မမပိုင်ကလည်းလောက်ကြရင်ចောင်းပိတ်ရက်တွေမှာ အမခိုင်နေပဲကစားလေအဲ့လိုအနိုင်ကျင့်တာတွေတိတ်မုန်းတာပဲအမခိုင်မတိမတာဇက်ဖုသွားလေအမပိုင်ကအတန်းကြီးပြီဖြစ်တာကြောင့်အိမ်မှာတိတ်မနေတဲ့အတွက်အင်းငိမ့်တို့အရှင်တွေကိုတိတ်မတိပါဘူးဖဖမေကတော့ခက်ဆက်စိတ်တာနေလေထိုအိဗေကိုအင်းငိမ့်ကကောင်းကောင်းသိပါတယ်ညီတို့လည်းအတူတူပါပဲအေးဆိုတဲ့အိဗေသာဖြစ်ပါတယ်ဒီနေ့မဲသားရင်ချက်ထားတယ်ညနေအိမ်မှာထမင်းလာစားကိုရီးယားကအစ်စ်လည်းလာနေတယ်လာကြည့်နော် သူခမရဓမင်းတော်မစားနိုင်သေးပါဘူးအေးနေပါစေတော့ကျုံနဲ့စံပြုတ်လေးပြုတ်ထားတယ်ជីជីဝင်းကတပင်းကိုမတိမတန်ချတယ်အမန်တကယ်စိတ်မကောင်းအောင်ရှိပါတယ်အင်းချင်းကတော့လေယူရရိမ့်နေနေတဲ့တိရခိုင်းမျိုးသားအကြောင်းသားငေးကြည့်နေလေရဲ့ရင်ထဲမှာဘာမှမရှိဘာအမှလည်းမတွေးချင်ငိုလည်းမငိုချင်ပါဘူးနောက်ရက်တွေမှာစာအုပ်တွေဒါပို့ပြီးဖတ်တယ်လာမယ့်နှစ်မှာတက်ရမယ်ငါးတန်းအတွက်ပုံနှိပ်စာအုပ်အဟောင်းတို့ ကျောင်းသားဟောင်းများစီမှာလိုက်လံတောင်းရန်ကအိမ်မှာဖတ်ပါတယ်။နာကျင်မှုတဲ့အကောင်းဆုံးကုစားနိုင်တဲ့အဖြစ်ကပညာနဲ့အောင်မြင်ခြင်းပဲဖြစ်ရမယ်လို့အင်းငိမ့်တွေးတယ်။အောင်မြင်မှုပန်းနိုင်စေအရောက်သွားမယ်။ဖိုက်ဆန်ချမယ်။တာမန်လာတဲ့တနေ့အင်းငိမ့်ကိုဘယ်သူမှမထိနိုင်စေရဘူးလို့စိတ်ထဲမှာရည်မှန်းထားလေ။ကြိုးစားမှုရဲ့ရလဒ်ဖြင့်ငါးရက်နှစ်တွင်မြို့နယ်ထူးချွန်ရွေးချယ်ရ၌ပါဝင်က မြို့သို့တက်ပြီးမြို့ကျောင်းသားများနှင့်အပြိုင်ဘက်ဆောင်ထူးချွန်စုဖြစ်ဆိုပြီးနောက် ခရိုင်အဆင့်ထိပင်ရောက်ရှိခဲ့လေဖမမီကတော့မဲ့ရည်များနဲ့ပြုံးပြော်ကငါမီးကပညာတတ်ကြီးဖြစ်အောင်မှာလူမြင်ကြွားရသည်မှာလဲအမောပါပဲငါရန်လောက်ကအောင်မြင်မှုကိုပင်ဒီလောက်ပျော်ရွှင်နေဆယ်တန်းအောင်မီပညာတတ်ကြီးဖြစ်သွားခဲ့ရင်ဖမမီဘယ်တော့တောင်ပျော်ရွှင်မလဲဖမမီခေါင်းပေါ်ရင်ကော့နိုင်အောင်အင်းငင်ကြိုးစားရပါဦးမယ်ညာနာတဲ့ဒီမအိမ့်နိုင်ပဲဟိုဘက်ဒီဘက်လူးလိမ့်နေတဲ့ခင်မုန်းဖြစ်သူကိုကြည့်ကမေဖြူက အကိုဘာဖြစ်လို့လဲအိတ်မပြောဘူးလားအင်းဒီလိုပါပဲဘာကိုလဲကိုရဲ့ဖြူကိုပြောပြမှာဖြူတိမှာပေါ့လင်မရပါဆိုအေးတူပူအမြပေါ့အမောင်ရိတ်ထဲမှာပင်မေဖြူမျက်နှာလေးကိုလှမ်းကြည့်လိုက်မိရဲ့ယောက်ျားကိုချစ်ခင်နားလေတက်တဲ့မိမပါလားလို့လေတွေးပြီးကြည်နူးနေမိတယ်ဘာရင်မဟုတ်ပါဘူးအင်းကြီးကိုအတန်းကြည့်ဒီကเจ้าမှာထားမလားလို့ပါ နောက်ကြနင်းနင်းလဲဖော်ရဖြူလဲကူဖို့လောင်ပဲရတာပေါ့ခင်မွေးရဲ့စကားကြတော့မေဖြူအတန်တိတ်သွားပါတယ်ခဏနေတော့ခေါ်တိုင်းလဲကို့သဘောပါဒါပေမဲ့ကျူရှင်စေးတွေကဒီမှာပို့ကြည့်သလားလို့ဒေါ်ခင်မေတို့ကထားပါမလားတကယ်တမ်းတော့အင်းနင်းကိုခေါ်တိုင်းရင်ကျောင်းစီရဲ့ကျူရှင်စေးမျိုးကိုဒေါ်ခင်မေကပဲကုံကြခံမလားဆိုတာကိုသိလိုတာကြောင့်တမင်သွယ်ဝိုက်ကပြောလိုက်ခြင်းဖြစ်ပါတယ် အတန်းကြီးလိုက်ရင်တော့ကိုလည်းထားပြီးမှပြောထားတာအစဉ်ပြေသလိုပေါ့ကွာသူရှစ်တန်းလောက်ဆိုနင်းနေလဲကြောင်းတက်ရတော့မှနော်ကိုအဲ့အတွက်ကြောင့်စဉ်းစားတာပဲလေအင်းချင်းကိုတာဒီခေါ်တိုင်းရင်နင်းနင်းကိုစိတ်မပူရတော့ဘူးပေါ့ဒါပေမဲ့ကျူရှင်စေးတီကမနေဘူးနော်ဖြစ်သွားမှာပါကွာပြီးတော့အင်းချင်းကစားတော့တယ်ကွာတနေ့ကတော့ခရိုင်စင်းတီထူးယုံပါလာတာတဲ့ဝင်းတို့ကဂုံယူနဲ့လေတံနဲ့ပြောလေရာ အမလေးအကိုရဲ့တက်ရှိရန်စင်းလောက်ကိုဘာလို့ရမှာလဲကိုရန်ဆယ်ရန်လည်းမဟုတ်ရှိကန်တော်နဲ့ခက်လောက်လောင်ပြောတော့ဝင်းထုံဒေါသထွက်ကဟာအတက်ရှိရန်မှာတော်နေလို့မြေတော်မြတ်ဖို့ပြောနေရလေအိုးအခုမှမြေတော်မြတ်ဖို့နင်းနေတယောက်လုံးရှိနေတာပဲဥစ္စာမင်းပါစကားပြောလိုက်တာလေကွာညာအချိန်မတော်မှလင်မယားနှစ်ယောက်တယောက်တစ်ခွန်းစကားများကြရတော့တယ်မေဖြူရဲ့စိတ်ထဲမှာတော့ အကိုကငေါ့ဘယ်တော့ကမှအော်ဘူးတော့မဟုတ်ဘူးသူကြီးလာမှပဲဒီလိုတွေဖြစ်လာတာဂျိုးကောင်မှငါသမီးဖို့ရတယ်နောက်ဆက်အောင်မဲ့အယုဒ္ဓမာမလေးဖြစ်ဖြစ်နေနေကျင်ဆဲလိုက်လေတော့တယ်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာမနုနေရေးသားထားတယ်လိုင်းနဲ့လေနဲ့မုံတိုင်းနဲ့ဆိုတဲ့ဆက်လန်းလေးအပိုင်း၃ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာနောက်နေ့ရီမှာလည်းစိတ်ဝင်စားဖို့ရဆက်လန်းကောင်းများစွာတင်ဆက်ပေးသောမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးသားကြပါဦးခင်ဗျာ အားလုံးကျေးဇူးများကြီးတင်ပါတယ်